မြမရာဇဝင်တမိုင်းမှာအလုံးတရာရက်ဆက်သောနိုင်ငံလုံးကြံမှုတွေတွင်းချောင်းစီးမှုတွေဟာအဓိကတရားခံဟာနမ်မတော်မေနုအဖွာစင်မြမရှင်အမေစူဗီယက်လက်တမိဟူသောမျိုးဆက်30ဖြစ်ခဲ့ပါလေထို့ထဲမှာနမ်မတော်ကြီးမေနုဟာအစိုးဆုံးနဲ့အထက်ဆုံးလို့ယူဆလို့ရပါတယ်သူမဟာကိုယ်တိုင်လဲစိုးမင်ညာတက်ကြွသလိုပြိုင်မဲ့တွေအပေါ်မှာလဲအော်လန်ဒိုနဲ့စီရင်နေဆက်လေရှိပါတယ် ခင်ဝန်ပြည်သူစကိုင်းမင်း1830ခုနှစ်နှစ်ဆန်းကစပြီးစိတ်ဝေဒနာခံစားရတဲ့အခါမှာနမ်မတော်မင်းနုကသူ့မောင်ဇလင်းမေသားကြီးမောင်အိုကိုအုပ်ချုပ်ရေးပိုင်းတာဝန်ယူစေပြီးတိုင်းပြည်ကိုအုပ်ချုပ်ပါတော့လေညောင်ရမ်းမင်းသားခေါ်စက်ကြာမင်းသားကိုလည်းစကိုင်းမင်းကအင်ရှိရာပြေးမထားသေးပါညောင်ရမ်းမင်းသားလေးမွေးဖွားစဉ်အခါကစက်ကြာမင်းတို့ရဲ့အတိတ်အမြင်များဖြစ်ပေါ်ပြီးတိုင်းသူပြည်သားတို့ရဲ့ အာဂုချစ်ခင်မှုကိုရရှိခဲ့ပါတယ်။သို့သောဇဂိုင်းမင်းအားမဲနုကညောင်ရဟာအသက်ရွယ်ငယ်သေးတယ်လို့ဆိုကအချိန်ဆွဲထားလိုက်ပါတယ်။ဇဂိုင်းမင်းရဲ့ညီတာယာဝတီမင်းသားကဓာတ်ထက်တယ်။နောက်လိုက်အင်အားရှိတယ်။၎င်းကိုပြိုင်ဘက်လိုဖြစ်နေတဲ့မဲနုနဲ့မောင်တို့ကစောင့်ကြည့်နေကြပါတယ်။တာယာဝတီကလည်းဆက်ဆက်တီမခံပါဘူး။တခုခုဆိုမဲနုတို့မောင်နှမကိုဓာချင်းချင်းလေးရရှိပါတယ်။ မဲနုနဲ့မောင်အိုကလည်းတကယ်မောင်နှမအရင်မဟုတ်ငယ်ချစ်တယ်လို့ဆိုကြပါလေတခါမတော့မဲနုကသူ့ဘောအရန်ကောင်းခဲ့တဲ့လူယုံရှင်အိုမယ်ကိုတယောရီမင်းသားရဲ့နှမအရင်ပကံမင်းသမီးနဲ့ဆက်ဆက်မှုရှိနေတယ်လို့ရပယ်ရှာဆွဆွဲပြီးတယောရီမင်းသားကိုအောင်လန်းဤပညာနဲ့ထိန်းချုပ်နိုင်မှုမင်းသားအိမ်နဲ့မနီးမဝေးဖတ်တန်းမင်းကြီးပေါ်မှာညဘက်လုံကြံခဲ့ပါလေပြီးတော့စကိုင်းက အောင်လန်းစီယာဦးမဲလုံကိုခေါ်ပြီးတစ်ပင်ဆောင်အစင်းတည်း လှုပ်စီခိုင်းခဲ့ပါလေအဲ့ဒီလက်စင်းအကူကြီးကိုယူပြီးပကံမင်းသမီးအိမ်နဲ့ပယောရီမင်းသားအိမ်တို့ကိုအနောက်ရှက်ကြီးစွာပြီးစီခဲ့ပါလေထို့သောပြုလို့ပြီးတိတ်မကြခင်မှာပဲစိတ်မရှိတော့တဲ့နမ်မတော်မေနုကညီဖြစ်သူတယောရီမင်းသားကစကိုင်းမင်းကိုပုံကံဖို့လူစုနေတယ်လို့ဆွဆွဲကတယောရီမင်းအိမ်ကိုဝင်စီးပါလေမင်းသားလေးသူ့လူတွေကိုခေါ်စကိုင်းကနေရှူဘက်ကိုကူးခဲ့ကြပါလေအဲ့ဒီမှာလူသူစုဆောင်ပြီး 1839ဧပြီလ10ရက်နေ့မှာစတိုင်းကိုပြောင်းဝင်ပြီးအမရဗုဒ္ဓထိနှံကိုတင်ပြလိုက်ပါတော့လေအဲ့နောက်မှာတော့တာယောရီမင်းကနမ်ဘရောမေနုကိုဂရီဘာအိတ်ဆိုပြီးတောင်တမန်အင်းနဲ့ရေချကွက်မြက်ခဲ့ပါလေဒီနေရာမှာရင်နမ်ဘရောမေနုရဲ့အကုသူတခန်းရဲ့ဇာတိငယ်ပါတော့လေဒီခုတစ်ခေါက်မှာတော့မင်းလုံးမင်းလက်ထက်ကထူးခြားစံပြဖြစ်ရလေးတခုကိုတင်ဆက်ပေးပါမယ်မင်းလုံးမင်းလက်ထက်မှာ နဂါမင်းကဆီလို့လိုက်တယ်ဆိုတော့နဂါမင်းရဲ့တမန်တော်မောင်ရဲဆိုသူနန်းတွင်ကိုရောက်ရှိလာခဲ့ပါတယ်ဒီအကြောင်းကို ကိုမောင်ဆက်မဟာယာဇဝင်တော်ကြီးတက်တရာရဲစာမျက်နှာ266မှာအောက်ပါအတိုင်းပြည့်ရှိရပါတယ်ထိုနှစ်နော်လာ1882ဒီဇင်ဘာလဘကိုးနီအသက်40အရွယ်မောင်ရဲဆိုသူစင်ရသာဘာဝစာကျင်းလှုပ်ဆောင်၍အသက်မွေးနေစဉ်နဂါတူကမြမဘရင်ဧကရေမင်းမြတ်သည် မင်းရဲ့တရားနဲ့အညီတိုင်းနေပြည်သူရှင်လူယဟန်တို့ကိုစိုးမိုးတော်မူလျက်သာသနာတော်ကိုအလွန်ကျူးချီးမြှင့်တော်မူသောမင်းတရားကြီးဖြစ်၍ကျွန်တော်မျိုးခံရောက်လူသည်ရှင်လန်းတော်တို့မောင်ရဲဆက်ရောက်တဲ့နောက်တလကကြာရင်ရှေ့တော်တို့အဖူးမြော်ကတော့ဝင်းမြီး၎င်းတို့မြည်သည်အတေးရှိသောအရက်မှာ နေထိုင်မည်ဖြစ်၍မင်္ဂလာရှိသောနေရာတွင်ကြာမျိုးငါးပါးနှင့်ပြည့်စုံသောရေကန်ကြီးအစ်တစ်ခုပြုတ်လုဆော်ဖန်ထားစီရမည်အကြောင်း နဂါတမန်မောင်ရဲကိုရှိခိုးတော်ဦးတင်ဆေးလွတ်ရာ မောင်ရဲဟာမန်လေးရနာမုံနေပြည်တော်ကိုဆက်ရောက်ခါတကားနီတော်တကားမှာမူတော်မတ်တော်စင်းရဲသာကျွန်တော်မျိုးတို့ထွက်ဝင်မြင်မလွယ်ဘော့ကမဝင်တကားတော်ကဝေရောက်တော့ကြောင့်တကားနီအမှုရန်တို့ကဖမ်းဆီးလေရာနဂါမင်းရဲ့တမန်တော်ဖြစ်ကြောင်းပြောဆိုပြီးတကားနီဘူကလည်းဝင်းစီခွင့်ပြုပြီးကာလာ ရှေ့တော်ကိုတွင်းစီအမိန်တော်မြတ်မှတ်တော်မူသဖြင့်ရှေ့တော်ကိုဆက်တွင်းပါလေထို့သောဆက်တွင်းရာနဂါးမှာကြားထားသောအကြောင်းအရာများကိုတင်လျှောက်လေသောအခါဘဝရှင်မင်းတရားကြီးယုံကြည်တော်မူရာနဲ့မောင်ရဲကိုကံကြွေးအင်ယာလာသာရိတ်ခါတော်ပေးထားစီပြီးနဂါးနေစဉ်ရန်မန္တလေးတောင်ချီရင်မှာရေကန်ကြီးအစ်စ်ပြုတ်လုဆော်ဖန်စီတော်မူပါလေမောင်ရဲကလည်းတင်လျှောက်သောနေ့ရဲ့အချိန်တန်ရောက်ရင်ညီနန်းတော်နဲ့ အရှင်မိဘရဲ့ခေါင်းကြီးဖျားအဆောင်တော်များမှညင့်ချင်း၎င်းအခွင့်ငွေလွတ်ပြပါလိမ့်မည်။သုံးချိန်မြောက်တင်လျှောက်တာကြောင့်ကြီးစုကြလေရာ၎င်းအခွင့်အရောင်တပြောင်းပြောင်းမြင်ကြောင်းများတင်လျှောက်ကြပါလိမ့်။ရေကန်ကလည်းယခုတိုင် မောင်ရဲကန်လို့တွင်ပါလိမ့်။ကိုမောင်ဆက်မဟာရာဇဝင်တော်ကြီးပါ မောင်ရဲအကြောင်းကဤမြတာဖြစ်ပါလိမ့်။သို့သော1882ခုနှစ်အော်တိုဘာလ4ရက်နေ့ထုတ်မြမသတင်းစာမှာ ၎င်းတမန်မော်ရဲကြောင့်ကိုပြည်ပဆုံးဆုံးဖော်ပြထားပါလိမ့်။မော်ရဲကမင်းတို့မင်းလက်ထက်ကဗြိတိရှပိုင်းအောက်မြန်မာနိုင်ငံပသိမ်းနယ်လက်ဗတ္တာမြို့ကဖြစ်ပါလိမ့်။စားချက်လုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုရသူစင်ရသားတို့လည်းဖြစ်ပါလိမ့်။ဒီနေ့မှာစားဘုံဤရေအိုင်ငယ်အတွင်းကအခိုးလျာအယောင်ဝါများထွက်လျက်မုံတိုင်းကြတဲ့ကဲ့သို့ဖြစ်သဖြင့်မောင်ရဲအာအာတင်သွားပါလေ။ရေကန်အတွင်းမှလက်ကဲ့သို့ဝတ်စားထားသောတင့်တယ်တဲ့ပုံကိုယ်တူထွက်ပေါ်လာပါလေ မော်ရဲနဲ့တားမိတို့ကရှ िख ိုးပြင်းပြသောအခါ၎င်းမင်းစင်စစ်အေကန်ဖြစ်ကြောင်းဆိုပါလေ၎င်းမင်းကငါသည်မြမာနေထွက်ပြင်အရှင်အေဂရိမင်းမြတ်ဆန်တော်မူရာတိဟာဒနာရာဇဗလင်ဥကင်းအောက်တွင်စောင့်နေရသည်မြမာနေထွက်ပြင်ဤလက်ဝဲဘက်ခြေတော်တွင်ငါဆက်ပါသည်လက်ရဘက်ခြေတော်တွင် မောင်မင်းငွေရဲဆက်ပါလေသည်တို့ဖြစ်၍မောင်မင်းကို နှစ်ပေါင်းများစွာငါလက်ရှာ၍ရှာရသည်ယခုမှတွေ့ရသည် မောင်မင်းလည်းဤကဲ့သို့မနေနှင့်မြမအရှင်မင်းမြင့်မြတ်ထံသွား၍ကျွန်တော်မျိုးခံရမည်ဟု၍မောင်ရဲအား၎င်းမင်းကပြောကြားခဲ့တယ်လို့ဆိုပါလေမောင်ရဲကမိမိမှာစီရင်တော်မှလို့သဖြင့်ဆက်တရရန်လက်ဆောင်ပဏာများဝင်ယူရန်နဲ့နေပြည်တော်သို့သွားရောက်နိုင်ရန်လမ်းစီမြဝင်မရှိပါကြောင်းပြောကြားသောအခါ၎င်းမင်းကမစိုးရိမ်ပါနဲ့သုံးနှစ်အတွင်းတတိဖြစ်အောင်မဆမ်းမီစားချက်မြဲတိုင်းသာချက်နေပါသုံးနှစ်စီ၍ငွေကြေးဥစ္စာပြည့်စုံသောအခါ ၎င်းဥစ္စာငွေကြီးတို့ကိုလှေရင်တင်၍ရွှေလန်းရှင်ဘီရင်မင်းမြတ်ဆံအရောက်သွားရမည် ရွှေလန်းရှင်ဘီရင်မင်းမြတ်အား၎င်းမင်းကဆေလွတ်သဖြင့်ဆက်တော်အောက်ရောက်ပါကြောင်း တင်လျှောက်ပြီးပါဒမယပစ္စည်းကိုဆက်တတ်ရမည်ဟုဆိုပါသည်ထို့နောက်၎င်းမင်းကဆက်လက်ပြောဆိုရမှာ နန်းတော်တို့ဝင်ရန်တကားသုံးတန်ရှိသည်ထို့တကားများတွင်မလွယ်ပေါက်ကမဝင်လေနှင့်တကားပေါက်ကသာဝင်လေတကားဆောင်တို့ကတားမြင်လျင်ငါကထင်ရှားစွာ ကိုထင်ပြ၍ပေါက်တတ်မည် ရှေ့တော်ရောက်ရင်မယုံမကြည်ရှိကြရင်လည်းငါကိုယ်တိုင်ရာဇပလင်အောက်ကထွက်ပြပြမည်မောင်မင်းသူကောင်းဖြစ်လိမ့်မည်လို့၎င်းမင်းကဆိုပါတယ်မောင်ရဲက၎င်းမင်းပြောဆိုသမျှကိုဂယုဒဆိုင်နားထောင်ကကောင်းပါပြီလို့ဝန်ခံရဲ့စားကိုချက်မြဲချက်နေပါတယ်မောင်ရဲဟာရခင်ကလည်းမတူပဲစားရောင်းဝယ်လုပ်ငန်းတိုးတက်လာသဖြင့်တုံးနေအတွင်းငွေ1000ညော2000ငန့်ချမ်းသာလာတယ်လို့ဆိုပါတယ်တို့နဲ့၎င်းပေါ်လာသောရေကန်ကိုလည်းပြုပြင်မမှန်ပေးပါတယ်တ냐မှာ၎င်းနေသောရေကန်အတွင်းမှာ နောက်ဆောင်းရင်ကဲ့သို့တာယာချုံများသောအတန်ကိုကြားလိုက်ရပါတယ်ထုံညလိုက်ပင် မောင်ရဲအိမ်မက်တစ်ခုမြင်မှတ်ပါတယ်အိမ်မက်ထဲမှာမရွှေရဲ့၃နှစ်၁ရောက်သည့်တိုင်မြမရှင်မြန်ထံမသွားနေ့ကိုငါပေါက်တက်ရလိမ့်မည်လို့ငါကပြောပါတယ်အိမ်မက်မြင်မှတ်လို့မောင်ရဲလည်းမနေဝတ်တော့တို့နဲ့အညာကိုဆန်တဲ့ရန်ပြင်ဆင်ရပါတယ်1892ခုနှစ်အတွင်းမှာပင်မောင်ရဲကလေကြီး၃စင်းကိုဝယ်ယူကာလေထက်မှာစားငပိငချောက်များကို၎င်း ဥစ္စာရွှေငွေပစ္စည်းများကို၎င်းတင်ဆောင်လျက်တားမယားများနဲ့တကွနေပြည်တော်သို့စံတက်သွားပါလေလမ်းခီးတလျှောက်တွင်လည်းငကားမင်း၏မိမာချက်အရရွှေလန်းရှင်ဖျားနှင့်တွေ့ဆုံဖူးမြော်ရန်စံတက်လာပြီဖြစ်ကြောင်းသတင်းလွှင့်ခဲ့ပါလေပြည်မျိုးစုရောက်တဲ့အခါအရေးပိုင်ကမောင်ရဲပေါ်တင်ဃာမကင်းဖြစ်ခါခေါ်ယူစစ်ဆေးပါလေတို့နဲ့ပြည်မျိုးမှာရဲ့အနေငယ်ကြာသွားပါသေးတယ်ပြည်မျိုးမှာအစစ်ဆေးခံရစဉ်တွင်ပသိမ်မကျောင်းတကာတို့ဦးနဲ့ခင်မင်းရင်းနှီးကြောင်းဝင်ခဲ့ပါလေကျောင်းတကာကမောင်ရဲရဲ့ လေပဲ့ပဲ့ပိုင်းမှာ၎င်းပေါ်နေတာကိုထင်ရှားစွာတွေ့မြင်ခဲ့ရပြီးတဲ့နောက်မောင်ရဲနဲ့တီကျွမ်းသွားကြခြင်းဖြစ်ပါတယ်။မောင်ရဲကအเจ้าတကာကိုပင်နေပြည်တော်သို့ဥစွာဆက်တက်စီရဲ့အချိုးအချောင်းကိုရှောက်ထားစီခဲ့ပါတယ်။ဒီမျိုးတွင်အစီအစီများပြီးဆုံးတော့ဆက်လက်ဆန်တက်ထွက်ခွာကြပါတယ်။မောင်ရဲတို့ရဲ့လီမင်းလာမျိုးအရောက်ဓာတ်ယုံတော်မှနေပြည်တော်သို့ကျေးလက်ရိုက်ပြီးပါတယ်။မတိန်เจ้าတကာရဲ့တင်လျှောက်ချက်ကြောင့်၎င်းတမန်မောင်ရဲတို့လီမန္တလေးသို့ဆက်တက်လာပြီးဖြစ်ကြောင်း မန်လေးရှင်မြို့တော်၌ခိုးလေးတကျော်ဖြစ်နေပါတယ်။မောင်ရဲတဲ့၎င်းတို့ရောက်လာမဲ့နေကသာကျိုးစိုးမျောလင့်နေကြတယ်လို့ဆိုပါတယ်။ဒို့နဲ့မောင်ရဲရဲ့လေသုံးစင်းငပိငချောက်စားတို့ကိုတနေ့ရွှေမြို့တော်သို့ဆက်ရောက်လာပါလေ။မောင်ရဲဟာမင်းတို့မင်းအားဆက်သရန်၎င်းကမှားပေးရသောစားလွာကိုဥထိတ်နေယူလျက်ရွှေနန်းတော်ရှိမျက်နှာရွေးတော်ယူတကားမှတကားနေတော်ကြီးတွင်ရောက်ရှိလာပါလေ။ တကားဒီတော်ကြီးတို့ရောက်ရာတွင်အဆောင်လေတို့ကဖမ်းဆီး၍လွှတ်တော်ကိုအပ်လိုက်ပါတယ်မူတော်မတ်တော်တို့ကမောင်ရဲအားတွေ့ဆုံစစ်ဆေးမိန့်မြန်းပါတယ်ကင်းစင်ဝန်ကတဲမြင့်ဝန်ဝန်တော်ဦးဆန်ကြီးတို့ကစစ်ဆေးသောအခါမောင်ရဲကမူမတ်တော်အားမယိုးမသိဖျားမထုယုံရမကမိမိလာရင်ကိစ္စကိုပင်ရဲဝံစွာပြောဆိုပါတယ်မူမတ်တော်ကလကားပေးလိုက်တယ်ဆိုတော့စာတော်ကိုပြတ်မှသာရှေ့တော်တို့ဝင်လျှောက်ခွင့်ရမည်ဖြစ်ကြောင်းဆိုရာမောင်ရဲကငြင်းဆန်ပါတယ် စာဝါဒီနဂါးမှာထားသည့်အတိုင်းဘရင်မင်းမြတ်မှလွှင့်မိစုကိုမြမကြားမသိစီအကြောင်းအကယ်၍စကားမတီးပဲပြသမိပါကနဂါးကမိမိအားပေါက်တတ်ပြီဖြစ်ကြောင်းပြန်ပြောပါလေနဂါးရဲ့မှာထားချက်မှာမင်္ဂလာရှိသောတကားမှဝင်၍ရှေ့တော်သို့ဥစွာဝင်ရောက်ရမည်ကိုမှာထားချက်အတိုင်းမိမိလုံဆောင်ရသည်ဖြစ်သဖြင့်နဂါးစာလောက်ကိုပြသရန်မဝတ်မှာကြောင်းအကယ်၍မရမနေယူဝတ်ကြရင်ယူကြပါဟုဆိုလျာမိသူကမြမယူဝတ်ကြလို့ဆိုပါလေ ကင်းစင်ဝင်တဲ့ကတဲ့မြင့်ဝင်တို့ကမောင်ရဲကိုပခန်းမင်းကြီးဥယံဝေးသို့လွှဲပြောင်းပေးရတဲ့တော့ခါပခန်းမင်းကြီးကအသေးစိတ်စစ်စစ်မင်းမြန်ကအချုပ်တိုက်ထဲထည့်ထားလိုက်ပါတယ်။ထိုညတစ်ချက်ဒီခြောင်မောင်းချိန်မှာရွှေနန်းဥကင်းရာဇပလင်ပြတ်သက်တော်၌လောင်မီကြတဲ့ကဲ့သို့အစိမ့်အဝါအဖြူအနီရောင်စုံများတောက်ပထွန်းလင်းလျက်ရှိတာကိုမြင်တွေ့ကြလေရာမင်းရယာကြီးထံအများဆုံးရှောက်ထားကြရတာလေမင်းတို့မင်းကြီးလည်းမိဖုရဲ့ခေါင်းကြီးဆက်ကြတီဗီကိုခေါ်တော်မူလျက်အတူတကွရှူစားကြရာ မကြုံစဘူးသောအခိုးလျံများကိုတွေ့မြင်ရပါတယ်။ဒို့နဲ့နှစ်ထောင်အားရ၍နနက်ညီလာခံမှာမောင်ရဲအားရှိတော်တွင်ရမည်ဟုအမိန့်တော်ချမှတ်ပါတယ်။ပြတဲ့ဆောင်မထွက်သောအခိုးလျံများမှာနှစ်ချက်ပြီးငါးမောင်းချိန်မှာပျောက်ကွယ်သွားပါတယ်။မူကြီးမရတို့မှလည်းထူးခြားသောအခိုးလျံရောင်စုံတို့အားကြည့်ရှုသာဟိုဟိုဒီဒီပြောဆိုကြပါတယ်။နောက်နေ့မနက်မှာမောင်ရဲကိုရှိတော်တွင်ပြီး၎င်းမင်းပေးရလိုက်သောတင်းလွားကိုကိုယ်တိုင်ဆက်သစီပါတယ်။မင်းတို့မင်းတရားဟာတင်းလွားကိုကြည့်ရှုတော်မူရဲ့ ရှင်ကြည်သောစင်ကလုံးနဲ့မောင်ရဲအားမင်းမြတ်ပါလေမရဲရဲ့မောင်မင်းတွေ့တဲ့ငကားဘလောက်ကြီးတယ်လဲလုံးရဲ့အယောင်သွေးဘလို့လဲလို့မေးရာမောင်ရဲကတင်ပါသည်ဖေဟာကျွန်တော်မျိုးငကားသည်လုံးပတ်နှစ်ဖက်အားဖြင့်ရှိပါကြောင်းအရှင်မှာကျွန်တော်မျိုးအိမ်ပေါ်တွင်တဘုံခွေ၍နေပါသည်အောက်တစ်ပိုင်းမြေပေါ်တွင်တဘုံကြီးခွေ၍နေတာကြောင့်အရှိကိုတက်ရောတတော်ဦးမတင်ဝတ်မှာအယောင်သွေးနီနီတချို့စင်းစင်းတချို့ရှိပါသည် အခိုးလျံမှာ တတ်တဲ့အောင်ကဲ့သို့ရှိပါသည်ဟုလျှောက်တင်ခဲ့ပါသည်ထိုအခါဘုရင်မင်းမြတ်ကမောင်ရဲအားဗာမရအလိုရှိသည်ဟုမေးမြန်းပါလေမောင်ရဲကကျွန်တော်မျိုးမှာရွှေငွေမြကြောက်တံပရများအရာထုမှဆက်ပြီးအလိုမရှိပါကြောင်းအမှုတော်ကသာထမ်းရလိုပါကြောင်း၎င်းကိုလည်းအလိုတော်ရှိပြီးတတ်တော်မူလျင်မြည်သည့်အခါမဆိုရွှေဆက်တော်အောင်ရောက်ပါလိမ့်မည်မှန်မှန်လျင်ကျွန်တော်မျိုးသားမရနဲ့တကွရာဇဝတ်ခံမမည်ဟုရဲဘော်စွာလျှောက်ထားခဲ့ပါသည်မင်းတို့မင်းရကြီးဟာမြို့တော်ဝန်အားခေါ်ယူလျက် မောင်ရဲကိုကြည့်ရှုဆောင်မရန်အံ့နာလိုက်ပါလေတရက်ကံဆန်တန်းတော်တို့အနီးမှာဝင်းအိမ်ကြီးကျယ်စွာဆောက်လုပ်ပြီးမောင်ရဲအားအချွေရတဲ့ကွာထားရှိရန်မိန်တော်မူကအတွင်းတော်ဝင်တော်ပါလေမောင်ရဲမှာလည်းနိုင်ရင်ကိစ္စပြီးပြီမို့လူတိုင်းအားဖျားထုပါတော့လေအခုလိုဘုဒ္ဓတရဇီယံဗီဒီယိုတွေကိုအစ်စ်တင်တိုင်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့ဆက်ရှင်ရပါခင်ဗျာ ားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။